မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးတွေကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါ။ဒီကနေ့နိုဝင်ဘာလ10ရက်တနင်္လာနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့အကျံဖတ်ဆေးဥစုအနေနဲ့မိုးကုတ်မြို့ကိုလွယ်လွယ်ကူကူနဲ့ရောက်သွားမယ့်အနေအထားမျိုးဘယ်လိုမှဖြစ်မလာဘူးလို့ ဝင်ကြီးချုပ်ယုံပြောရေးဆိုဝင်ရှိသူဦးနေဖုံးလက်အတိပေးပြောကြားလိုက်တဲ့တဲ့မတရားစင်ကူးနဲ့တပိတ်ချင်းမျိုးနယ်တွေကပြည်သူတွေအနေနဲ့စစ်ရေးအတိတရရှိကြဖို့မန္တလေး PDF တိုက်တွန်းလိုက်တဲ့တဲ့ပေါ့မျိုးနယ်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကျန်းဖတ်စစ်တပ်မှအဓမ္မစစ်မှုတန်းစုဆောင်ခံရသူတပ်သားတအူလက်နက်ယူလာကအလင်းဝင်ရောက်လာတဲ့တဲ့တထုံမျိုးနယ်တွင်အကျန်းဖတ်စစ်တပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တဲ့ အကြံဖတ်စစ်တပ်ကဒပရင်မျိုးပေါ်ကိုထောက်ပို့လေရင်နဲ့ချပေးသွားတဲ့ရိခါတို့ကိုတိုက်နယ်တစ်ပကဖရရှိတဲ့တဲ့င်းနဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်ဒေါ်လန်ရေးဆန္ဒပြလူလူတပိတ်တဲ့င်းတွေပဲဖြစ်ပါတယ်။အကြံဖတ်စုပ်စုအနေနဲ့မိုးကုံမျိုးကိုလွယ်လွယ်ကူကူနဲ့ရာသွားမဲ့အနေထားမျိုးဘလို့မှဖြစ်မလာဘူးလို့ဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်အတိပေးပြောကြားလိုက်တဲ့တဲ့င်းကိုပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။ အကျံဖတ်စေအုစုအနေနဲ့မိုးကုတ်မြို့ကိုလွယ်လွယ်ကူကူနဲ့ရောက်သွားမယ့်အနေအထားမျိုးဘလို့မှဖြစ်မလာဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဥနေဖုံးလက်ကပြောကြားလိုက်ပါတယ်။ Victory Spear ဒေါနာအင်အားကမ်ပိန်းစကားဝိုင်းကိုနိုဝင်ဘာလ10ရက်နေ့ညပိုင်းမှာပြုလုပ်ခဲ့ရာပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဥနေဖုံးလက်ကအခုလိုထည့်သွင်းပြောကြားလိုက်တာပါ။ဟိုတိုင်းသားတော်လိုင်းအင်အားစုတွေမှာလည်း အဲသူတို့ခက်ခဲနေသူတို့ရှိကြတယ်ပြီးတော့ကျွန်တော်တို့ဟိုထင်မှတ်မထားတဲ့ဖိအားမျိုးတွေပေါ့နော်အဲဒါတွေလည်းပဲကျွန်တော်တို့ဒါရှိနေတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒါတွေကိုကျွန်တော်တို့ကအဲတဦးတည်းတယောက်တည်းရင်ဆိုင်လို့ကတော့ဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူးအလုံးကျွန်တော်တို့စုစည်းညီညွတ်နဲ့အဲရင်ဆိုင်နိုင်မှုအရေးကြီးတယ်ဆိုတာလေးလည်းကျွန်တော်ပြောလိုပါတယ်ဗျာနော်အဲ့တော့အခုတခုထပ်ပြီးပြောချင်တာတော့ကျွန်တော်တို့လက်ရှိတော့ဒီမိုးကုတ်ပေါ့နော်မိုးကုတ်ကိုဒါဒီမနေ့ကဟိုတနေ့ကဆိုရင်လည်းပဲကျွန်တော်တို့မိုးကုတ်ပြည်သူတွေဟာ သူတို့ရဲ့ဆန္ဒကိုသူတို့ပြခဲ့ကြတယ်လေနော်ဒီတရုတ်ဒီချားနိုင်ငံကြီးတခုရဲ့ဆက်ဆက်ဟိုဝင်ရောက်ဆွတ်ဖတ်မှုကြောင့်ဒီလိုမျိုးစစ်စစ်မိစားတွေပြန်ပြီးတော့ဝင်လာမှာကိုလက်မခံဘူးဆိုတော့ဒါကျွန်တော်တို့အဲတစ်ချိန်တစ်ခါတော့ငါကျွန်တော်တို့အားလုံးဒီတန်မုံတီးခဲ့ကြတဲ့ကာလတော့ပြန်အမှတ်ရစေတဲ့အဲဒီဆန္ဒထုတ်ဖော်မှုမျိုးကိုဒီမိုးကုတ်ပြည်သူတွေလောက်ခဲ့ကြတာအားလုံးတွေ့ကြမှာထင်ပါတယ်အဲ့တော့ပြည်သူ့သဘောထားဆန္ဒကတော့အရေးကြီးဆုံးပဲဖြစ်တယ် ။အဲဒါကြောင့်မလို့ကျွန်တော်တို့တွေလည်းအကောင်းဆုံးပေါ့နော်ဒါပြည်သူလူထုကိုကာကွယ်နိုင်မှုအပြည်သူလူထုအထိမနာစေဖို့ပေါ့နော်ကျွန်တော်တို့တွေအကောင်းဆုံးပြင်ဆင်ဆောင်ရွက်နေတာ ਈ တော့ရှိပါတယ်။ပြောပြောနိုင်တာတစ်ခုကတော့ဟိုလာရှိုးလို့လွယ်လွယ်ကူကူလေးဝင်လာပြီးတော့လွယ်လွယ်ကူကူလေးအဲရသွားမယ်အနေထအနေထားမျိုးတော့ဘယ်လိုမှဖြစ်လာမှာမဟုတ်ဘူးဆိုတော့တော့အတိအကျပြောလို့တာဖြစ်ပါတယ်ဗျ။အဂျမ်ဖာဆေဟုစုနဲ့ TNL တို့အကြအပြစ်ရစေးရေးအတွက်သဘောတူညီမှုမှာ မိုးကုတ်နဲ့မိုးမင်းမျိုးတွေကနေ TNL တက်တွေပြန်လဲဆုတ်ခွာဖို့အတွက်သဘောတူညီခဲ့ကြပါဗျ။အဲ့ဒီသဘောတူညီမှုကို TNL ကတရားဝင်အသိပေးထုတ်ပြန်ပြီးနောက်မှာတော်လိုင်းရေးတက်တွေကမိုးကုတ်မျိုးကိုကာကွယ်သွားမှာဖြစ်တယ်လို့ကြေညာချက်အသေးသေးထုတ်ပြန်ခဲ့ကြပါဗျ။ဒါပြင်တော်လိုင်းအင်အားစုတွေအနေနဲ့ကိုယ်နေရာကိုယ်ဒေသလူမျိုးရေးအတွက်အားကောင်းရေးကိုရှေ့တန်းတင်ဖို့ထက်တနိုင်ငံလုံးလူမျိုးရေးကိုရှေ့တန်းတင်ကြဖို့နဲ့တော်လိုင်းအင်အားစုတွေအကြားညီညွတ်မှုကိုခိုင်မာစွာတည်ဆောက်နိုင်မှသာတော်လိုင်းရေးအောင်မြင်မှာဖြစ်တယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်။ မရေယာစင်ကူးနဲ့တပေကျင်းမြို့နယ်တွေကပြည်သူတွေအနေနဲ့စီရေးအသီးသီးရှိကြဖို့မန္တလေး PDF တိုက်တွန်းလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။မရေယာမြို့နယ်စင်ကူးမြို့နယ်နဲ့တပေကျင်းမြို့နယ်တွေမှာတနေ့ထက်တနေ့စီရေးတိုက်ပွဲတွေပုံမပြင်းထန်လာနေတာကြောင့်ဒေသခံပြည်သူလူထုအနေနဲ့စီရေးအသီးသီးရှိကြဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ကဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။ တိုက်ပွဲကြုံတွေ့ရနိုင်တဲ့အခြေအနေတွေကိုကြိုတင်ပြင်ဆင်ကြဖို့နဲ့ဘေးအန္တရာယ်ကင်းနိုင်ရေးအတွက်လိုအပ်တဲ့အစီအမံတွေလှုပ်ဆောင်ထားကြဖို့အတွက်မန္တလေး PDF ကမေတ္တာရက်ခံတိုက်တွန်းကြောင်းအသိပေးထုတ်ပြန်ခဲ့တာပါအကြံဖတ်အာဏာသိမ်းစစ်အုပ်စုက2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလမှာတရားမဝင်အတူရောင်ရွေးကောက်ပွဲကိုအာဓမပြုလုပ်ဖို့ဆောင်ရွက်နေပြီးတစ်ဖက်မှာလည်းတာလွန်အင်အားအသုံးပြုပြီးတော်လန်ရေးတပ်ဖွဲ့တွေရဲ့စိုးမိုးထိန်းချုပ်နေမြေတွေကိုအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့မန္တလေး PDF ကထုတ်ပြန်ပါတယ် ဤဒုက္ခဝေးတက်မတော်မန္တလေးရဲ့လှုပ်ရှားဆိုးမိုးရနေမြေတွေဖြစ်တဲ့မတရားမြို့နယ်စင်ကူးမြို့နယ်နဲ့တပေချင်းမြို့နယ်တို့မှာလည်းအကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုကအတူရောင်ရွေးကောက်ပွဲပြုလုပ်ဖို့ရာထားတဲ့မြို့နယ်တွေစီးရင်မှာပါဝင်နေတာပါဤဒုက္ခဝေးတက်မတော်မန္တလေးကအကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုရဲ့လက်ရှိထိုးစစ်ကိုကိုယ်စွမ်းညံစွမ်းရှိသမျှဆက်လက်ခုခံကာကွယ်သွားမှာဖြစ်တာကြောင့်ဤဒုတော်လန်ရေးကြီးရဲ့အဆုံးသက်ပန်းနိုင်ကိုရောက်တဲ့အထိမစုံမနစ်ဆက်လက်ချီတက်သွားမှာဖြစ်တယ်လို့လည်းအသိပေးထုတ်ပြန်ထားပါတယ် ပေါင်းမြို့နယ်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်မှအဓမ္မစစ်မှုထမ်းစုဆောင်းခံရသူတပ်သားတအူလက်နက်ယူလာကအလင်းဝင်ရောက်လာတဲ့တဲ့ရင်ကိုထပ်မံတင်ဆက်ပေးပါမယ်။မကွေးတိုင်းပကုတ်ကူခရိုင်အကြမ်းဖက်စစ်အုပ်စုရဲ့ကပ္ပါစာ22ကနေပေါင်းမြို့နယ်တောင်ပိုင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်မှအဓမ္မစစ်မှုထမ်းစုဆောင်းခံရသူတပ်သားတအူလက်နက်အပါယူလာကအလင်းဝင်ခဲ့တယ်လို့ပေါင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမနေ့ကထုတ်ပြန်ပါတယ်။ပေါင်းမြို့နယ်ကိုအင်အား300ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်တပ်မှ69လက်အောက်ခံ တရင်သုံးရင်မှကြောက်စဲမျိုးနယ်အခြေဆိုင်ခမရ14မှတပ်သားတအူးဟာစစ်ကြောင်းအတွင်းမှထွက်ပြေးကာပေါ့မျိုးနယ်ပကဖထံရောက်ရှိလာခဲ့တာပါအလင်းဝင်ရောက်ရှိလာတဲ့ရဲဘော်မှာ MA1 တလက်ကြီပေါက်၃ပေါက်5.56ကြီတရားအီနာဂါတလုံးလက်ပစ်တလုံး RPG ဘူးတစ်ခုတို့ပါရှိလာတယ်လို့ဆိုပါရယ်ပြည်သူလူထုထောက်ခံမှုမရှိတဲ့အကြမ်းဖက်ဆဲဥစုလက်အောက်မှာမနေထိုင်ပဲတပ်ဆိုင်ရာတော်လန်ရေးနယ်မြေခံများနဲ့ချိတ်ဆက်ကအလင်းဝင်ရောက်ကြဖို့တိုက်တွန်းထားပါရယ် ပေါ့မြုံနယ်ပကဖအနေနဲ့ဒေတာအတွင်းစီရေးလှုပ်ဆောင်မှုများအချိန်ုံမြင့်တိုးမြင့်လှုပ်ဆောင်သွားမှာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့အကြံဖတ်စစ်တပ်ရဲ့လေကြောင်းရန်ကိုအထူးသတိထားကြဖို့အသိပေးထားပါတယ်။တထုံမြုံနယ်တွင်အကြံဖတ်စစ်တပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူနှုတ်ဦးထိခိုက်ဒဏ်ရာရရှိတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ကရင်မျိုးသားအစည်းအရုံး KNU တထုံခရိုင်တထုံမြို့နယ်အတွင်းအကြံဖတ်စစ်တပ်ကအရက်သားပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းကနေရောလက်နက်ကြီးတွေနဲ့ပါ ြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြည်သူနေအိမ်3လုံးနဲ့ဘုံကြီးကြောင်တကြောင်ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုကအသိပေးထုတ်ပြန်ထားပါဗယ်။အကြံဖတ်စစ်တပ်ရဲ့အမှတ်314အမြောက်တပ်နဲ့အမှတ်6ချင်းမြန်တရင်ကနိုဝင်ဘာလ6ရက်နေ့မနက်9:45မိနစ်အချိန်မှာပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေအတွင်းကို120မမနဲ့60မမလက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်ခဲ့တာပါဗျ။ ဒါအပြင်အကြံဖတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနိုဝင်ဘာလ9ရက်နေ့နေ့လယ်7:28မိနစ်ကနေ50မိနစ်အချိန်တွင် MI-17 Military Transport Helicopter နဲ့ချောင်းဆောင်ကျေးရွာအုပ်စုအတွင်းကကျေးရွာတွေကို87မမလက်နက်ကြီး38လုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးကျေးရွာဘုံကြီးကြောင်လည်းထိမှန်ပျက်စီးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။အကြံပေးစစ်တပ်ရဲ့ခမရ9ကလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအဲ့ဒီနေ့နေ့လယ်12:55မိနစ်အချိန်မှာ60မမလက်နက်ကြီး6လုံးကို ချောင်းဆောင်ကြီးရွာအုပ်စုချောင်းဆောင်ရွာအနီးတစ်ဝိုက်ကိုပိတ်ခတ်ခဲ့တာကြောင့်အရက်သားပြည်သူတွေရဲ့လုပ်ငန်းခွင်တွေအတွင်ကြားရောက်ပောက်ကွဲခဲ့ပြီးတီးနံပင်များထိကိုက်ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။ဒါအပြင်အကြံဖတ်စစ်တပ်ရဲ့အမှတ်ကိုလေ့ကျင့်ရေးတရင်ကအဲ့ဒီနေ့နေ့လယ်တနာရီ40မိနစ်အချိန်မှာပဲချောင်းဆောင်ကြီးရွာအတွင်ကိုဒရုန်းနဲ့ဘုံသီးတစ်လုံးရွှေရောင်ပြကျွော်အုပ်စုရွှေရောင်ပြရွာအတွင်းကို၃လုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ရွှေရောင်ပြရွာနေပြည်သူနေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုကအတည်ပြုထားပါဗျာ။ အကြံဖတ်စစ်တပ်ကတပရင်းမျိုးပေါ်ကိုထောက်ပို့လေရင်နဲ့ချပေးသွားတဲ့ရိခါတို့ကိုတိုက်နယ်တစ်ပကဖရရှိတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။စကိုင်းတိုင်းတပရင်းမျိုးပေါ်ကိုအကြံဖတ်ထောက်ပို့လေရင်တစည်းနဲ့ချပေးသွားတဲ့ရိခါတို့တွေကတထုပ်ကိုတပရင်းတိုက်နယ်တစ်ပကဖကရရှိသွားတယ်လို့အဖြူရောင်အဖွဲ့တဲ့ရင်နဲ့ပြန်ကြားရေးတာဝန်ခံက PPTV ကိုပြောပါရယ်။အကြံဖတ်စစ်တပ်ရဲ့မိထီလာရှန်တဲလီဒက်က Y8 စစ်ထောက်ပို့လေရင်တစည်းဟာနိုဝင်ဘာလ10ရက်နေ့မှာရိခါတို့စေချိန်ချခဲ့ပြီးတပရင်တိုက်နယ်တပ်ပကဖလှုပ်ရှားတပ်ဖွဲ့ကနိုဝင်ဘာလ9ရက်နေ့နေ့လယ်ပိုင်းအချိန်မှာရိခါတို့တထုပ်ကိုရရှိခဲ့တာပါသူတို့ကတပရင်မြို့ပေါ်အကြမ်းဖက်စစ်တပ်ထိုင်စခန်းကိုရိခါလာချတာအော်တိုဘာလ9ရက်နေ့ကလက်နက်ခဲယမ်းလာချတယ်အခုနိုဝင်ဘာလမှာရိခါလာချပေးတယ်လို့တပ်ဖွဲ့ရဲ့သတင်းပြန်ကြားရေးတာဝန်ခံကပြောပါတယ် တပရင်းမြို့ပေါ်အထိုင်စခန်းမှာအကြမ်းဖက်စစ်သား100ခန့်ရှိပြီးရိတ်ခါတုံး90ခန့်ကိုလေကြောင်းမှ10ချိန်ချသွားတာလို့ဆိုပါရယ်အထက်ပါရိတ်ခါတုံးထဲမှာစံအိတ်2အိတ်ရွှေဖြူလက်ဖက်ရည်ထုတ်၄ထုတ်စီဘူးငပိနဲ့ကလဘဲတို့ပါရှိတယ်လို့သိရပါရယ်အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြတ်ချေမှုန်းရေးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ ရမပင်မြို့နယ်မှာအောင်လန်လွင့်မြီရွှေကြီးတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအတူရောင်ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်လွင့်မြီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြံဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဒေသခံတော်လှန်ပြည်သူတွေကနယ်မြေမြင့်တက်မှုကြားတွေကနေပဲအကြံဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ ါကတော့နိုဝင်ဘာလ10ရက်နေ့သတင်းတွေနဲ့လူမှုစာနာပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနှစ်သွဲကနေကင်းဝေးနိုင်ကြပါစီခင်ဗျာ။